ဒီတစ်ခါဆိုတော့ကြတော့ဒီပေါ့နော်အသားရေနူးညံ့ချုံးမွေးဖို့အတွက် body butter လောက်ဒီလေးပြောပြပေးမယ်။ လူရှင်လည်း၃ညရယ်ဘော်ဒီဘတ်တာလည်း၃ညရယ်ပေါ့နော်အဲ့တော့အဓိကအသားဟိုပြောရမယ်ဆိုလို့ရှင်ရန်ကုန်မှာဆိုပူဆိုးတယ်အလုပ်တွေဘလောက်ပဲလုပ်ရလုပ်ရလေအလုပ်သွားတယ်ဆိုတဲ့သူတွေတော်တော်များများကလည်းဟိုအပြင်မှာလုပ်နေတဲ့သူတွေလည်းရှိပါတယ်ဒါပေမဲ့ဟိုအဲကုန်းခန်းထဲမှာသွားပြီးတော့ထိုင်ပြီးတော့ပေါ့နော်ဒါအလုပ်တွေလုပ်နေရလူတွေပါတယ်အခုဆိုခင်သစ်ပြုံမယ်ဆိုလို့ရှင်ဒါထိုင်ရတာနည်းနည်းလေးညောင်းတယ်လို့လို့ရှိပေမဲ့လည်းအေးတဲ့နေရာမှာဟိုပြောရတာပေါ့နော်ဒါပေမဲ့အဲ့ဟာကြတော့လေလူတွေကဟိုအရန်ချွေးပြန်လုံးတော့လည်းမကောင်းမြန်အေးလုံးတဲ့ခါကြတော့လေပြီးတော့မကောင်းမြန်အောင်လေ အရန်လဲအေးဆက်ပြီးတော့ဟိုထုံကျင်လာတာတော့တခုတက်တက်ပေါ့အဲ့လိုမဟုတ်ဘဲနဲ့အလှပနဲ့ပတ်သက်ပြီးတော့ကြာအသားရည်ခြောက်လာတယ်ဟုတ်တယ်တော့ဒါအလုံးမှာရောပြီးတော့အခုနောက်ပိုင်းဆိုလို့ရှင်တက်ဆီလေးစီးမယ်ဆိုရင်ကအစ အကွန်လေးနဲ့ဖြစ်လာပြီเนาะအကွန်နဲ့ဖြစ်လာပြီဆိုတော့နေရာတိုင်းတော်တော်များများ shopping center တွေပဲဝင်မလာပါဘောเนาะအဲ့တော့အကွန်နေနဲ့နေရာတိုင်းမှာရှိနေခါကြတော့ဒီအသားကြီးလေတူက6တွေ့ရ6တွေ့တော့အပေါ်ရအသားကြီးတွေဆိုလို့ရှင်တင်းပြီးတော့အသားကျဉ်းကျဉ်းနန်းနန်းကြီးဖြစ်နေအသားဒုနည်းညံ့ကိုမဖြစ်တော့ဘူးပြောမှဆိုရင် lotion တောင်မှတိတ်ပြီးတော့မတူးချင်တော့ဘူးเนาะ lotion လေးစပြီးတော့လိမ့်လိုက်မယ်ဆိုရင်လိမ့်ခါကြတော့အသားကြီးဆူဆူပြေးပြေးပဲဒါပေမဲ့တဖြည်းဖြည်းနဲ့အချိန်လေးပေါ့တစ်နိုင်နှစ်နိုင်လောက်ကြာလာပြီဆိုရင်အသားကြီးတင်းလာရင်တင်းပြီးလို့ရှင်တချို့လေအသား6တက်တဲ့လူ ဆိုလို့ရှင်ဘာဖြစ်လဲဆိုတော့ဒီအကွဲเจ้าနေလေပကြားတွေအလာတာဟိုဟိုဘယ်လိုပြောမလဲဒီနေရာပြောရမယ်ဆိုလဲကွက်တွေမှာပကြားအပ်တယ်လို့ပေါ့နော်အသားကြီးတွေမှာအဲ့လိုဖြစ်လာတယ်ပြီးလို့ရှင်အသားကြီးတွန့်လာတာမျိုးအရေကိုအပေါ်ရဲ့အရေကိုရဲ့အရန်သိတာရပေါ့နော်အဲ့လိုမျိုးတွေဖြစ်လာတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ကိုဖြည့်ရှင်းလို့ရတဲ့နီလန်ကဟိုအဆိုးဓာတ်များတာအဆီဓာတ်များတာအဲ့လိုမျိုးပါတဲ့လိုရှင်းမျိုးလိမ့်မယ်ဆိုရင်တော့ကောင်းတယ်ဒါပေမဲ့အဲ့လိုမျိုးပို့ပြီးတော့ ထိရောက်ချင်တယ်ဆိုရင်တော့အဲ့ဒီချိန်က body butter ပို့ပြီးတော့ခေါင်းနေတဲ့။ဟုတ် အဲ့တော့ကျွန်တော်တို့ဒီ lotion တွေပါတောင်းဝယ်ပြီဆိုလို့ရှင် site နေမှာပေါ့နော်ဟို lotion ပဲဝယ်လိုက်ရင်ကောင်းမလား body butter ပဲဝယ်လိုက်ရင်ကောင်းမလားတကယ်တော့မသိဘူးမသိဘဲနဲ့အနက်လေးပေါ့နော်အနက်လေးကိုနှစ်သက်တဲ့ရမ်းอืมသဘောကျသဘောကျဟုတ်တယ်အဲ့တော့အနက်နဲ့ပတ်သက်ပြီးတော့ကွာရွေးလိုက်မိတာပဲကိုကိုကြိုက်တဲ့အနက်က body butter ထဲမှာမရှိရင် lotion ဝယ်လိုက်တယ် lotion ထဲမှာမရှိရင် body butter ဝယ်လိုက်တယ်ပေါ့နော်အဲ့ဒီခါကျတော့ပြောရမယ်ဆိုရင်ကိုယ့်ရဲ့အသားအေးအတွက်လိုအပ်တဲ့အဆူဓာတ်တွေပါရကိုအသားကိုမရောက်ဘူးအဲ့တော့သူပြောချင်တာကတော့ဒီလိုမျိုးနေဟို air con နဲ့အမြဲတမ်းနေရတဲ့သူ အမြဲအေးမြပြီးတော့6တွေ့ရဲ့အသားရေဆိုလို့ရှိရင်တော့ body butter သုံးတာအကောင်းဆုံးပဲတဲ့အဲ့တော့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီပေါ့နော် brand တစ်ခုဝယ်လိုက်ပြီး body butter ကလည်းနည်းကောင်းတဲ့ brand တစ်ခုဝယ်ပြီးဆိုရင်တော့သိကြရဲဟို1000ကျော်2000နာကိုကတ်သွားပြီးပေါ့ငွေကြေးအားဖြစ်ဆိုလို့ရှိရင်အဲ့တော့ဟို ဒါတသောင်းညွန့်နှသောင်းသုံးလိုက်တာကိစ္စမရှိဘူးဒါပေမဲ့အများအများနဲ့ဝယ်နေမယ်ဆိုလို့ရှိရင်ဒီတသောင်းညွန့်နှသောင်းကတခြားနေရာမှာအသုံးပြုမယ်ဆိုရင်အသုံးပြုလို့ရတာပဲအဲဒါကြောင့်မလို့ဒီမှာဆိုရင်ဒီ Sunny Artist ကနေပြီးတော့ရေးထားတဲ့စံများမှခြေပြအလှပြပြင်ထိမ့်သိမ့်ကြီးများဆိုတဲ့စာအုပ်ထဲမှာ Body Butter လုံနည်းလေးပြောပြထားတယ်ငွေလည်းသိမ့်မကုန် Homemade ပေါ့ Homemade Homemade အဲ့ဒါအများနဲ့လဲ Homemade ဆိုတော့ကိုယ်ကိုယ်တိုင်လုပ်လို့ရတာဖြစ်တဲ့အတွက်အပြင်သားလည်းလိမ့်လို့ရတယ်ညာအိမ်လည်းလိမ့်ထားလို့ရတယ်တကယ်အဆင်ပြေပါတယ်အဲ့တော့ဒီနီလန်းလေးကိုပြောပြပေးမယ်အဲ့တော့နီလန်းနေနီလန်းနေကိုပြောပြခင်မှာ မှာဆိုရင် तू อ่ะဟို तू อ่ะပြောထားတာဗာလဲဆိုတော့တမ်မယာရနက်နဲ့ မွေးတယ်ပေါ့နော်ခနာကိုလည်းနူးညံ့စေမဲ့ body butter ဆိုပြီးပြောထားတယ်။ဒါပေမဲ့တံမြာရေနံ့နေမဟုတ်ကိုနှစ်သက်တဲ့ရေနံ့အောင်သုံးလို့ရတယ်တဲ့။ဟိုဈေးဟိုပြောမယ်ဆိုဟိုစူပါမားကတ်ဒီမှာဆိုလို့ရှိရင်လည်းတွေ့ရပါပေါ့နော်အနံ့လေးလေ။ဟုတ်တယ်။သူကတံမြာရေနံ့ပြီးလို့ရှိရင်ဟိုဝလိမ့်မော်လိမ့်မော်ရေနံ့စပြစ်အများကြီးပဲအနံ့နေရကိုနှစ်သက်တာကိုသုံးလို့ရတယ်။အဲ့တော့ဒီမှာဆိုရင်သူကအဓိကသူ recommend ပေးထားတာကကြတော့အသားရမ်း၆တဲ့သူတွေပြီးတော့အသားကခုနပြောတယ်မခိုင်းပြောငါးကြီးခုံအကွက်ဒီပေါ့နော် ပြောအဲ့လိုမျိုးဖြစ်နေတဲ့သူတွေပို့ပြီးအတွဲတဲ့ပို့ပြီးတော့တိတာရရက်လက်ကိုပေးပါလိမ့်မယ်တဲ့အဲ့တော့ဒီနှွေမာဆိုရင်လည်းလိမ့်နိုင်တယ်ဒါကဘာလဲဆိုတော့အည်ပြားကိုရေထက်ဖြစ်ပြီးပြီးတော့နုံညက်ချုံးမှုစီတာပါတဲ့အဲ့တော့သူပြောမဲ့ဒီပါဝင် ပစ္စည်းတွေပေါ့နော်အဲ့ဒီပါဝင်ပစ္စည်းတွေကိုမပြောခင်မှာအဲ့ဒီပါဝင်ပစ္စည်းတွေရဲ့မှာပြားဖျောင်းစစ်စစ်ကိုပို့ထည့်နိုင်ရင်ပို့ကောင်းတယ်လို့ပြောထားတယ်ပြားဖျောင်းစစ်စစ်တွေပေါ့နော်ပြားဖျောင်းကဟုတ်တကယ်တော့အတိုင်းအရင်နုံညက်တယ်နော် ဲ့တော့ပြားပြောင်းစစ်စစ်ကိုပို့ပြီးတော့ဟိုထည့်ရင်တော့ကောင်းပါတယ်လို့ပြောထားတယ်အဲ့တော့ခုနပြောတဲ့အတိုင်းပဲပေါ့နော်လိုအပ်တဲ့အရာတွေကဘာလဲဆိုတော့အုံးစီအစစ်6ဇွန်နဲ့အုံးစီအစစ်6ဇွန်ရယ်ပြီးတော့ဗီတာမင် E အစီ1ဇွန် အုံးစီ6စွန်းအုံးစီအစီ6စွန်းဗိုက်တာမင်စီ3စွန်းပြီးတော့ခုနပြောတဲ့အနက်ကိုနှစ်သက်တဲ့ရင်နှံ့ပေါ့နော်တံမြာရင်နှံ့ဆိုရင်ပဲဖြစ်ဖြစ်တခြားကိုကြိုက်တဲ့ရင်နှံ့ပဲဖြစ်ဖြစ်30ဆက်ကနေပြီးတော့40အထိထည့်လို့ရအနက်ပြင်းပြင်းလိုချင်တော့40ပေါ့ဟိုပုံမှန်အနက်လေးပဲလိုချင်နေဆိုရင်တော့30ထည့်လို့ရတယ်ဒါကတော့အနက်အတွက်ပြီးတော့လို့ရှိရင်ခုနပြောတဲ့ကိုကိုအဲကိုကိုဘတ်တာလို့ခေါ်တဲ့ကိုကိုထော့ဘတ်ပေါ့နော်အဲအဲ့ဒီဟာကြတော့ခွက်ရဲ့၄ပုံ၃ပုံ သုံးလို့ရတယ်ကိုကိုထောပတ် မရလို့ရှင်တန်လွင်စီနဲ့လုတ်တဲ့ထောပတ်ဒါလည်းရတယ်တဲ့အဲ့အဲ့ထောပတ်ဒီဘယ်မှာရှာမလဲဆိုတော့စူပါမားကတ်တီရဲ့ဒီဘောနော်ထောပတ်အတန်းမှာထောပတ်တွေအများကြီးရှိတယ်အဲ့ထဲမှာဒါခုနပဲကိုကိုထောပတ်ပဲဖြစ်ဖြစ်တန်လွင်စီနဲ့လုတ်တဲ့ထောပတ်ပဲဖြစ်ဖြစ်ပေါ့နော်ရှာပြီးတော့ဝယ်လို့ရတယ်ခွက်ရဲ့၄ပုံ တပုံမဲထည့်ရမှာပေါ့နော်။အဲ့တော့ဒါ၄ကုံလုံးကိုဘယ်လိုလုပ်ရမလဲဆိုတော့ခုနပြပြောတဲ့ပစ္စည်းတွေအကုန်လုံးဖြစ်တဲ့အုံးစီဗိုက်တမင်၊တမရရနက်၊ကိုကိုထော့ဘက်ဒီလေးမျိုးစုံပြီဆိုလို့ရှိရင်အခွက်တစ်ခွက်ထဲကိုကိုကိုထော့ဘက်၄ပုံတပုံဓမ္မမို့လို့ရှိရင်ခုနပြောတဲ့တန်လွင်စီနဲ့လောက်ထားတဲ့ထော့ဘက်၄ပုံတပုံအရင်ထည့်ပြီးသွားရင်အုံးစီဗိုက်တမင်၊တမရအစီအားလုံးရောပြီးတော့နှံ့အောင်လုံးဝမှွေပလိုက်ပေါ့နော်။ဒီဘလန်ဒါနဲ့ မွေမယ်ဆိုရင်တော့ပို့ပြီးတော့နှက်မယ်ထင်တယ်။ဆိုတော့သူကအစီတွေနဲ့အနှစ်တွေနဲ့ဆိုတော့မရောမှာဆိုလို့เนาะအဲ့လိုမျိုးလေးလုပ်ပြီးတော့လေလုံးနဲ့ပူလီတွေကိုထည့်ပြီးတော့တင်ထားလိုက်တဲ့ဒါဆိုလို့ရှိရင်ရပြီဒါပဲ။အော် လွယ်လွယ်လေးနော်လွယ်လွယ်လေးအဲဘော်ရီဖက်တာလွယ်လွယ်လေးအဲ့တော့ဒီမှာဆိုရင်ဒီပြောတာကရေချိုးပြီးတိုင်းလဲလိမ့်လို့ရတယ်အာပြီးတော့ပင်လယ်ကမ်းဆက်တွေတောင်းရင်လဲဆောင်းသွားတဲ့ဆောင်းသွားဆိုတာဗါလဲဆိုတော့ရေထဲမစင်းခင်နဲ့ဆင်းပြီးတဲ့အချိန်တွေမှာလိမ့်လို့ရပါတယ်တဲ့အဓိကကတော့အဲ့လိုမျိုးလိမ့်မယ်ရေထဲမစင်းခင်တစ်ချိန်ဆင်းပြီးတော့ပြန်ထွက်လာရင်တစ်ချိန်လိမ့်မယ်ဆိုရင်သူကအတူတူသွားတဲ့တငယ်ချင်းတွေထက်သူ့ရဲ့အသားပင်လယ်ရေထိပ်ပြီးတော့ကြမ်းတမ်းမနေတော့ဘူးတဲ့အဲ့လိုနူးနူးညံ့ညံ့လေးဖြစ်နေမှာတဲ့ baby skin ပေါ့နော် baby skin ပတ်တွေပါတယ်နော်ဟုတ်တယ်အတော့မှလိုက်ဆိုဒီအဲ့ဟိုတိုင်းတော့တိုင်းကြည့်ဘူး တယ်သူကချက်ချဲ့လေးเนาะထောက်ပါမသိဘူးเนาะစားလို့ရတဲ့ထောက်ပါတဲ့ထောက်ပါเนาะဟုတ်တယ်အဲ့တော့เนาะဒါမျိုးလေးအိမ်မှာလုပ်မယ်ဆိုလို့ရှိရင်အဓိကကတော့ကိုယ်အနေနဲ့ပေါ့เนาะဒါလေးလုပ်ထားမယ်ဆိုရင်ညလည်းသုံးတယ်မနက်လည်းသုံးမယ်စားနှစ်မျိုးသုံးတယ်အပြင်သားလို့ကိုယ်ဝယ်ထားလေးလိမ့်ကျင်နေဆိုရင်တော့မညာဘက်ဒါလေးလည်းအိမ်မယ်ဆိုရင်အသားကြီးလည်းထိန်းထိန်းရအောင်တဲငွေကုန်ကြီးကြလည်းတတ်တာဟုတ်တယ်เนาะဟုတ်တယ်ပေါ်လီဘက်တာ तू ကလိုရှင်းကြလိမ့်ပြီဆိုရင်အသားလည်းစိတ်ပြီးရောဝင်သွားပေါ်လီဘက်တာဆိုတော့အဲ့လိုမဟုတ်ဘူးအသားပေါ်မှာနည်းနည်းလေးကျန်ပြီးတော့တော်လေးနင်တို့အီအီလေးကျန်နေတာပေါ်လီဘက်တာ ားကြတော့เนาะဟုတ်တယ်အသားရရတိုတိတိတတလေးကိုပျက်ပျော့လေးဖြစ်သွားပျက်ပျော့လေးကျတော့ကဲဟုတ်မိတ်ပါเนาะဒါအရကဲဒါစုံတော့ခဏလာကြမယ်เนาะခက်တပြုံမေးစီရာနေပြည်သက်တီအတွက်ပြောပြပေးမယ်အကြောင်းအရာရှိပါသေးတယ်အခုတော့အစီအစဉ်ကိုဒီမှာခဏလေးနားကြပါရရှင်